လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးပင်ပန်းသွားတော့လဲညအိတ်လို့မရတဲ့သူတွေရှိလားရှိရဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါအရင်ကကျွန်တော်ထပ်ခါထပ်ခါမျှဝေခဲ့တဲ့အကြောင်းအရာတွေရှိတယ်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တယ်ဒါပေမဲ့အိတ်မပြောတာဒီညနေပိုင်းဝေါ့ကောက်ပြင်းထန်သွားလို့ဒါမှမဟုတ် pre workout တွေလိုရာထက်တောက်သွားလို့ကဖိန်းတွေများနေလို့ဆိုတဲ့အချက်တွေကမှန်တယ်အခုပြောပြမယ့်အချက်ကအဲ့ဒီအချက်တွေနဲ့မတူတဲ့အချက် အဲ့ဒီဟာကဘာလဲဆိုရင် leaching and လောက်ခြင်းဒီကျွန်တော်တို့ခန္ဓာကိုယ် stress ပေးခြင်းဖြစ်တယ် inflammation တွေခန္ဓာကိုယ်မှာဖြစ်စီတယ်ကောင်းမွန်တဲ့ recovery ရဖို့အတွက်နှစ်ချိုက်စွာအိပ်ပျော်ဖို့လိုတယ်လူကပင်ပန်းနေတဲ့အိပ်မပျော်တဲ့အဓိကအကြောင်းရင်းတစ်ခုကဘာလဲဆိုရင် under nutrition လို့ခေါ်တဲ့လုံလောက်တဲ့အာဟာရမိဝဲမှုမရှိခြင်းအဲ့တော့ဒီပြဿနာကဘယ်သူတွေမှာကြုံရလဲဆိုရင်ဝိတ်ချတဲ့သူတွေ especially အမျိုးသမီးတွေမှာကြုံရတယ်။လေ့ကျင့်ခန်းနေအတကုံလောက်တယ်။ဝိတ်ချတဲ့အခါမှာနည်းနည်းလေးကြောင်စာလောက်ပဲစားပြီးခန္ဓာကိုယ်ကြီးက recover ဖြစ်မနေဘူးဆိုရင်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တော့လဲပိုဝလာတယ်အိတ်တွေပြတ်လာတယ်ခန္ဓာကိုယ် immune နည်းလာတယ်နှာစည်းချောင်းစိုးဖြစ်လာတယ်အဲ့ဒါဆိုရင်မှတ်ထားလိုက်ပါစားသုံးတဲ့ကယ်လိုရီပမာဏအရန်နည်းနေလို့နောက်တစ်ချက်ကအရေးအကြီးဆုံး protein အသားဓာတ်လုံလောက်မှုနည်းနေလို့ အဲ့ဒီအချက်လေးတွေပြင်လိုက်မယ်ဆိုရင်လက်ကျင်ကလို့ပြင်မှန်းသွားတယ်နည်းနည်းချင်းအိပ်ပျော်တယ်ခန္ဓာကိုယ် recovery process ကောင်းလာရင် ရေရှည်မှာရလတ်ကောင်းလာစားတဲ့ပုံစံပြင်ဖို့လိုပါတယ်တွေးစရာတကူးညာ yes လို့မှပြောပါကျွန်တော်ခုနကဥပါအကျေစုတင်ပါတယ်